င်္ဂလာပါရှင်2025ခုနှစ်မတ်လ17ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မစူစီပါနထိုးကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာစစ်သား25ဦးသေဆုံးပြီးဗိုလ်မှူးနဲ့ဗိုလ်ကြီးအပါအဝင်14ဦးဖမ်းမိတယ်လို့အမတ်1စစ်ဒေသကထုတ်ပြန်ထားပါတယ် ငဇုံမြို့သားလမ်းပိုင်းမှာခြေလင်တက်စစ်ကြောင်းကိုပေပါမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်မှုမှာစစ်သား၁၁ဦးသေဆုံးပြီးခြေပြက်လက်ပြက်တွေကိုခြုံပုတ်ပေါ်မှာချိတ်ကျန်နေခဲ့တယ်လို့သိရပါဗျ။အမ်ဘရန်လန်နေရီကံဖြူဟာစခန်းအနီးနေမြေတချို့ကိုအေးအေးထိန်းချုပ်ပြီးလို့သိရပါဗျ။အေးအိုများကိုဖြစ်ချင်တာတွေကိုမပြောဘဲနဲ့ဖြစ်တဲ့တာနဲ့ဖြစ်နိုင်တာကိုပြောရမင်းအောင်လိုင်ကပြောလာပြန်ပါဗျ။ ICC ဖမ်းဝရမ်းနဲ့ဖိလစ်ပိုင်သမရဟောင်းဖမ်းဆီးခံလိုက်ရပါတယ်။လွန်ကောထောင်မှာလူရက်စစ်နိုင်ငံရေးအကျဉ်းသားတို့ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လေခင်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့မန္တလေးတိုင်းနှထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်မှ25ဦးသေဆုံးပြီးဗိုလ်မှူးဝင်းလိုင်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါအဝင်14ဦးဖမ်းဆီးရရှိကြောင်းအမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ထားပါတယ် မတ်လ9ရက်နေ့တထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်လာတဲ့တမ101လောက်ခန့်အင်အား200ခန့်ပါစစ်ကောင်စီစစ်ကြောင်းကို မြင်းကျက်ခရိုင်တရင်40နထိုးကြီးမြို့နယ်ပကဖနဲ့မဟာမိတ်ပူပေါင်းအဖွဲ့တို့ကစတွင်မိုးရွာအနောက်တောင်ဘက်မှာပူပေါင်းတိုက်ခိုက်ခဲ့တာပါတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးဗိုလ်မှူးဝန်လန်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါအဝင်စစ်သား14ဦးဖမ်းဆီးရမိကြောင်းသိရှိရပါတယ် စစ်ကောင်စီထံမှလက်နက်44လက်တင်စီရရှိရာမှာ MA1 19လက် MA2 2လက် MA3 9လက် MA5 2လက် MA11 9လက် MA12 2လက် G3 2လက် G4 2လက်60မမပြောင်းတူ2လက်81မမစိန်ပြောင်း2လက်5.56 G 1200တောက်7.62 G 1045တောက် ကိုမမကြီး19 60မမကြီး28လုံး87မမကြီး9လုံး RPG ကြီးအဖူး9လုံး RPG ပိုကြီး8တောင်းအင်နာက22လုံးနေမိုင်း5လုံးလက်ပစ်ဘုံ17လုံးလပ်တော့9လုံးဆက်သွေးရေးဆက်2လုံးတင်စီရမိတယ်လို့သိရှိရပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုံဆောင်ခဲ့ပြီးနထိုးကြီးမြို့နယ်ပကဖရဲဘော်နှစ်ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းကျန်ခရိုင်ငဇုံမြို့နယ်ငဇုံမြို့တာလမ်းမိုက်မှာအကြမ်းဖက်စစ်တပ်ခြေလင်းစစ်တောင်းကို ပေပါမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၁၁ဦးသေဆုံးပြီးခြေပြက်လက်ပြက်တွေကိုခြုံပုတ်ပေါ်မှာချိတ်ကြံနေခဲ့ကြောင်းငကတိပြောက်ကြားတပ်ဖွဲ့မြင်းကျန်မှတာဝန်ရှိသူတို့ကပြောပါရယ်။ မနေ့ကမရှလာ၁၀ရက်နေ့မနက်၈:၃၀မိနစ်အချိန်ကငဇုံမြို့ဝမြို့သားမြို့ဘက်ကိုအင်အားတရာခန့်နဲ့ထွက်လာတဲ့ချင်းလင်းစစ်တပ်စစ်ကြောင်းကိုငဇုံမြို့သားလမ်းပိုင်းတနေရာမှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်သား၁၂ဦးသေဆုံးပြီး၃ဦးထပ်မင်းတန်ရာရရှိက6.5ကြောင်းလက်၃ကြောင်းပြတ်ထွက်ပြီးတော့ခြုံပုတ်တွေပေါ်မှာချိတ်ကြံတင်နေရစ်ခဲကြောင်းကိုလည်းသိရပါဗျ။ချင်းလင်းစစ်ကြောင်းမိုင်းကွင်းထဲကိုဝင်လာတာ ထော်လာကြီးလဲပါတယ်ပေပါမိုင်းနှလုံးကြားဝင်လာတာအဲ့ဒီဘက်ကစစ်ခွေးတွေကနည်းနည်းလေးစိုးမိုးသေးတယ်ဆိုတော့ပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့တာခြေထောက်က၅ချောင်းလက်က၃ချောင်းခြုံပေါ်မှာချိတ်ကျန်နေခဲ့တာတွေ့တာကပြည်သူတွေဆိုတော့ဓာတ်ပုံလည်းမရိုက်ရဲခဲကြဘူးစစ်ခွေးတွေရဲ့အိုးထုပ်တွေလည်းတွေ့တယ်တေတာက၁၁ဦးတေတဲ့လူတွေကို light truck ကနဲ့ဂွေကုန်းဘတ်အပိုင်းတရားဥပဒ်ကိုတည်သွားတာလို့ငကတိပျောက်ကြားတပ်ဖွဲ့မြင်းချံမှတာဝန်ရှိသူတို့ကပြောလာပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုငကနီပျောက်ကြားတပ်ဖွဲ့မြင်းကြံတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီတပ်သားတွေကကြောင်းလန့်ကြားသူတို့မျက်နာမူရအရက်ကိုရန်တမ်းပစ်ခတ်ခဲ့ပေမဲ့လည်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်တက်ခိုက်ခင်ရပြီးနောက်နိုင်ဝက်ခန့်အကြာမှာတေဆုံသွားတဲ့စစ်သားတွေကို light track ကနဲ့ဂွေကုံကျေးရွာဘက်ကိုတင်ဆောင်သွားပြီးဒံရရစစ်သား၃ဦးကိုဂျိုကျေးရွာဖုန်ကြီးကျောင်းကနေ ကားနဲ့ငဆူမျိုးဘက်ကိုတည်ဆောင်သွားကြောင်းလည်းသိရှိရပါတယ်။လက်ရှိမှာမြို့သားမြို့မှာရှိတဲ့စစ်တပ်စခန်းအတွင်းကိုစစ်သားအင်အား200ခန့်ရောက်ရှိနေပြီးစစ်ရေးအခြေအနေတင်းမာနေမှုတွေကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေနဲ့ပတ်သက်တဲ့နေရာတွေအနည်းအနားသွာလာခြင်းတွေမပြုရန်အတိပေးထားပါရဲ့ရှင်။ နောက်ထပ်သတင်းတဘောအနေနဲ့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအဆက်အံပဒန်လမ်းပေါ်ကနေရီကန်တောင်ဖြူဟာစခန်းအနီးကလင်းတဲရွာနဲ့အနီးပတ်ဝန်းကျင်ကိုအရခတ်တက်တော်အေကတိမ့်ပိုက်ထင်းချိုးလိုက်တယ်လို့စစ်ရေးအခြေအနေကိုသိရှိရတဲ့ဒေသခံတွေကမတ်လ17ရက်နေ့မှပြောလာပါတယ် နေကန်တောင်ပြူဝစခန်းကိုအသိမ်းပိုက်နိုင်ရေးအတွက်ဝိုင်းပတ်ပိတ်ဆို့ဖို့လိုအပ်နေတဲ့စခန်းအနီးကနေမြေတချို့ကိုအေးအေးကမတ်လ၈ရက်နေ့မှာသိမ်းပိုက်ထိန်းချုပ်လိုက်တယ်လို့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေတဲ့ဒေသခံတဦးကအာဖေကိုပြောလာပါတယ်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းသုံးခုခံနေတယ်လို့အေးအေးနဲ့ပူပေါင်းတပ်ကလည်းစခန်းပပတ်လေကနေပိတ်ဆို့တိုက်ခိုက်နေတာအပြင်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေတာကြောင့်နေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့သူကစပ်ပြောပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့ EO တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောပဲဖြစ်တဲ့နာနဲ့ဖြစ်နိုင်တာကိုပြောရအကြမ်းဖက်စစ်ကောင်းဆောင်မြောင်းလိုင်းကပြောလာပါတယ်။မတ်လ9ရက်နေ့ရုရှားနိုင်ငံခရီးစဉ်ကအပြန်လင်းအပေါ်မှာစစ်တပ်လက်အောက်ခံမီဒီယာတွေနဲ့တွေ့စဉ်မြောင်းလိုင်းကပြောဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီလိုပြောဆိုချက်ကိုမနေ့ကမတ်လ17ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာရီမှာအကျယ်တဝင့်ဖော်ပြထားတာပါ။ အကြမ်းဖက်စစ်ကောင်ဆောင်မယောင်းလိုင်က EO တွေအနေနဲ့ကိုဖြစ်ချင်တာတွေကိုမပြောဘဲလက်တွဲလှုပ်ဆောင်ရန်အသင့်တော်ဆုံးအချိန်ရောက်နေပြီဖြစ်ကြောင်းဒီမိုကရေစီအခွင့်အရေးနဲ့တိုင်းရင်းသားအခွင့်အရေးပေးထားကြောင်းတစ်ဖက်သက်အခွင့်အရေးပေးလို့မရကြောင်းပြောဆိုထားပါတယ်။ EO တွေကိုလည်းကျွန်တော်ပြောချင်တာကတော့ကိုဖြစ်ချင်တာတွေမပြောပါနဲ့ဖြစ်တဲ့နာတွေဖြစ်နိုင်တာတွေကိုပဲပြောဖို့ကောင်းပါတယ်။လူဆိုတာကတော့ဖြစ်ချင်တာကတော့လူတိုင်းဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ဖြစ်တဲ့နာဖြစ်နိုင်တာကိုပဲကျွန်တော်တို့သွားတာကောင်းတယ်။ကျွန်တော်တို့တစ်အချက်ဒီမိုကရေစီအခွင့်အရေးပေးတယ်။တိုင်းရင်းသားနဲ့ပတ်သက်တဲ့အခွင့်အရေးပေးတယ်။ကမ္ဘာမှာကြည့်လိုက်အကုန်လုံးကမျှတတဲ့အခွင့်အရေးပဲကိုရတယ်။တစ်ဖက်သက်အခွင့်အရေးကိုသွားပေးလို့မရဘူး။တိုင်းရင်းသားဘက်ကစဉ်းစားဖို့တင့်တယ်ဆိုတာကိုကျွန်တော်ပြောလို့တယ်လို့မင်းအောင်လိုင်ကပြောပါရယ်။ ကိုင်းနာတော်လိုင်းလက်နက်ကိုင်တစ်ခုဖြစ်တဲ့ကရင်အမျိုးသားအစီအယုံ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ဗဟိုအလုံးမှုဆောင်လည်းဖြစ်သူဘဒိုစောတော်နီကမင်းအောင်လိုင်းနဲ့စစ်တပ်ဟာတရားမဝင်ဖက်စစ်အဖွဲ့အစည်းဖြစ်ကြောင်းတိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်းနဲ့စစ်တပ်မှာပြောဆိုခွင့်မရှိကြောင်းထုတ်ပြန်ထားပါတယ်။ဖက်စစ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကနေဘာပဲဖြစ်ပြောကျွန်တော်တို့အတွက်ကတော့ရှင်းရှင်းလေးပါအာနာကိုမတရားနီးအကြမ်းဖက်ဖက်စစ်နီးတွေနဲ့တရားမဝင်ရယူလိုက်ကြတဲ့က ဒီလူတွေနဲ့ဒီအဖွဲ့အစည်းကတရားမဝင်တဲ့အဖွဲ့အစည်းတွေဖြစ်သွားပြီတကယ်တော့လေလူမှုအပေါ်နေ့စဉ်နဲ့အမျှမာဖီးယားဆက်ဆံမိုက်ကြီးခွဲနှိပ်စက်လူပြုတ်နေတာတွေကလည်းရှင်းနေတာပဲလေဒါကြောင့်သူတို့ပြုတ်မှုပြောဆိုလောက်ကင်နေတဲ့အရာမှန်သမျှဘာတစ်ခုမှတရားဝင်တာမဟုတ်လို့ကျွန်တော်တို့အနေနဲ့ဘာမှအလေးထားဂရုစိုက်နေစရာမလိုပါဘူးသူတို့ဒီလိုတရားဝင်တဲ့အဖွဲ့အစည်းမဟုတ်လို့ဒီလိုစကားမျိုးလဲပြောပန်ခွင့်မရှိပါဘူးလို့ဘရိုဆော့တော်နီကပြောဆိုပါတယ် အကြံဖတ်စစ်ကောင်းဆောင်မြောင်းလိုင်းကရုရှားကပြန်လာပြီးတဲ့နောက်မြန်မာနိုင်ငံမှာနေ့ချင်းညချင်းကြီးပွားတိုးတက်တော့မဲ့ပုံစံနဲ့စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာတွေမှာနေ့စဉ်ပေါ်ပြရေးသားထုတ်လွှင့်မှုတွေလှုပ်ဆောင်လာတာကိုလည်းတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖိလစ်ပိုင်တမရဟောင်းရိုရီကိုဒူတာတေးကိုနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC အမိန့်နဲ့မနီလာလေစိတ်မှာမတ်လ17ရက်နေ့ဒီနေ့ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်းဖိလစ်ပိုင် အစိုးရကထုတ်ပြန်ထားပါတယ်။ ဒေါ်တာလေးဟာဟောင်ကောင်ကပြန်လာပြီးတဲ့နောက်ဖမ်းဆီးခံခဲ့ရပြီးသူ့ရဲ့သမရတပ်တမ်းမှမူရစ်ဆေးဝါးနေနေမှုတွေမှာလူပေါင်း6000ကျော်ကိုတပ်ဖြတ်မှုအတွက် ICC ကစုံစမ်းစစ်ဆေးနေကြောင်းထုတ်ပြန်ချက်မှပါရှိပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာအင်တာပိုကမနီလာမှာ ICC ရဲ့ဖမ်းဝရတရားဝင်မိတ္တူကို လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ လူသားမျိုးနဲ့အပေါ်ကျိုးလို့နဲ့ရာဇဝတ်မှုတွေနဲ့သမရဟောင်းကိုဖမ်းရမ်းထုတ်ဖို့အစိုးရရှေ့နေချုပ်က ICC ကိုအကြောင်းကြားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သမရဟောင်းဟာလက်ရှိမှာအာဏာပိုင်တွေရဲ့ချုံနောက်မှုအောက်မှာရှိနေတယ်လို့ CNN သတင်းကဖော်ပြထားပါတယ်ရှင်။ နောက်ဆုံးသတင်းတဘောအနေနဲ့ကြရားပြည်နယ်လွိုင်းကောအကျဉ်းထောင်ကလူရက်စစ်နိုင်ငံရေးအကျဉ်းသား၄ဦးကိုပြန်လွတ်မပေးဘဲစစ်ကောင်စီအာဏာပိုင်တွေကနောက်ထပ်ပုံမှတ်တက်ပြီးဆက်လက်ဖမ်းဆီးထားတယ်လို့ကရင်နီနိုင်ငံရေးအကျဉ်းသားအစည်းအရုံး KPPA ကတာဝန်ရှိသူတဦးကမတ်လ17ရက်နေ့မှာပြောလာပါတယ်နိုင်ငံရေးအကျဉ်းသား၃ဦးနဲ့နိုင်ငံရေးအကျဉ်းသူ၁ဦးတို့ဟာ၂၀၂၃ခုနှစ်အတွင်းမတရားအသိဆက်သွယ်မှုပုံမှန်ဆက်ခွန်တင်တဲ့ဖမ်းဆီးထောင်ချခံရသူတွေဖြစ်ပြီးတော့ ယခုလွေရဆေးချိန်မှာအကျန်းဖတ်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်52ကနဲ့ဆက်လက်ဖမ်းဆီးခံရတာလို့ဆိုပါရယ်2024ခုနှစ်နိုဝင်ဘာလကုန်ပိုင်းကတည်းကလွေရစစ်ခဲ့ပေမဲ့ယခုမတ်လဇန်မှထောင်ပြန်ခေါ်ထုတ်လာခြင်း yes ခန်းမှာအမှုဖွင့်ပြီးနောက်လွတ်မပေးဘဲဆက်လက်ဖမ်းဆီးထားတာလို့ KPPA တာဝန်ရှိသူတို့ကပြောပါရယ်အမျိုးသမီးတဦးပါရယ်ရှင်သူတို့ပြန်လွတ်လာပြီးမြို့မှာ yes ခန်းအယောက်မှာအမှုတက်ပြီးထပ်မံဖမ်းဆီးခံရတာဖြစ်ပါရယ် ဖန်စီခရီးသူတွေရဲ့အချက်အလက်အသေးစိတ်ကိုတော့လုံခြုံရေးအခြေအနေအရထုတ်မပြောလို့ကြောင်းသူကဆိုလာပါတယ်။တိုးတက်သောဂရီနီပြည်သူအင်အားစု PKPF ပြောခွင့်ရသူကလည်းလူရစိအနိုင်ငံရေးအကျဉ်းသားတွေကိုဆက်လက်ဖန်စီထားတာမျိုးမဟုတ်ပဲအမြန်ဆုံးပြန်လွတ်ပေးဖို့တောင်းဆိုတယ်လို့ပြောလာပါတယ်။အနာသိန်းကာလကရပြည်နယ်မှာမတရားဖန်စီခံရသူ149ဦးရှိတယ်လို့တိုးတက်သောဂရီနီပြည်သူအင်အားစု PKPF ရဲ့ မတ်လတရနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရရှင်။ဒီကနေ့နဲ့လည်းခရီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရရှင်။ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါရရှင်။နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်။ see say just what I do me chose a gentle me they ready to do a twat at that we be said me how it goes it tell you at me ရှင်ဒူအာနာယူမြခြေမုံမြခြေမြန်ကျင်ရတဲ့ဆွဲဖြည့်စီကြီး ယုံကြည်သည်ပါမတိ sateja, tribute this ati, Tilu Bauti, Sandaki Yagi, Mangan Novo Tuk Sitani.